တောင်းသမီးတို့အားလုံးမင်္ဂလာပါဒီချိန်ကတော့ဒုတိယရင်ဇာရိတနဲ့တည်သူနီတီဘာသာရက်ကိုတင် जा ပေးမယ်ဒီချိန်တိုင်းဖြစ်ပါတယ်အခုစာတင်ချိန်မှာတော့သင်ခန်းစာခုနှစ်မှန်မှန်ကန်ကန်ဆုံးဖြတ်စုဆိုတဲ့သင်ခန်းစာလေးကိုဒီချိန်ကတင် जा ပေးမှာပါမမကန်ကန်ဆုံးဖြတ်တဲ့ဖို့ဒီသင်ခန်းစာလေးကို လေ့လာကြည့်အောင်နော် ကဲတော့သမီးတို့ရေဒီချက်ကမိကုံးလေးတွေအရင်မေးကြည့်ပေးမယ်နော်တခုခုလောက်တော့မယ်ဆိုရင်ကိုတိုင်ဆုံးဖြတ်ခဲ့ရတာရှိဘူးသလားဘလို့ကိစ္စမျိုးတွေလဲတခုခုလောက်ဖို့အတွက်လူကြီးမိဘတွေရဲ့အဆုံးဖြတ်ကိုယူခဲ့ဘူးလားကိုရဲ့ဆုံးဖြတ်ချက်အတိုင်းတခုခုလောက်ပြီးတဲ့အခါပျော်ရွှင်ခဲ့ရသလားကဲတော့သမီးတို့ရေပုံလေးတွေကိုကြည့်ပါဦးအဲ့ဒီပုံမှာပေါ်ပြထားတဲ့လှုပ်ဆောင်မှုတွေကိုကိုယ်တိုင်ဆုံးဖြတ်ပြီးလုပ်ခဲ့သလား ဘယ်လိုဆုံးဖြတ်ခဲ့ကြတယ်လဲကဲပထမပုံလေးကိုကြည့်ရအောင်အဝိဇ္ဇာဝတ်ဖို့အတွက်ကောင်မလေးကအဝိဇ္ဇာတွေရွေးနေတဲ့ပုံလေးပေါ့ကဲနောက်ပုံလေးရကောဟောမောက်ဆိုင်မှာဘာဝယ်ရမလဲဆိုတာကိုရွေးနေတာပေါ့ကဲနောက်ပုံလေးကိုကြည့်ပါဦးအသက်ကြီးတဲ့ဖွားဖွားကမတည့်ရက်နေတယ်ခလေးမလေးကထိုင်ကုန်ပေါ်မှာထိုင်နေတယ်ကဲနောက်ပုံလေးရရော ဟောအသက်ကြီးတဲ့ဖိုးဖိုးကမတည့်ရက်နေတာကိုကောင်းလေးကနေရာပေးနေတဲ့ပုံလေးပေါ့ကဲဒါတော့သမီးတို့ရေအခုတခါမှာတော့တီချေကမှန်မှန်ကန်ကန်ဆုံးဖြတ်ဖို့ဆိုတဲ့ဇလန်းလေးကိုပြောပြပေးမယ်နော်ဒီနေ့အတန်းလေးမှာကြော်ကြော်ယူလာတဲ့ခဲတံလှလှလေးကိုဇော်ဇော်ကတိတ်တိတ်ကြိုက်တယ် ိုးတိတ်လာတဲ့ခဲတံလေးဘယ်ကဝယ်လာသလဲဘလောက်ပေးရသလဲလို့မေးကြည့်လိုက်တယ်။ကြော်ကြော်ကငါတို့အိမ်သားဆိုင်မှာဝယ်တာ900ပေးရတယ်လို့ပြောတယ်။ဇော်ဇော်ကကြောင်းကပြန်ရင်ငါ့ကိုလိုက်ပြပေးနော်ငါမေစီမှာပတ်စံတောင်းပြီးသွားဝယ်ကြမယ်လို့ပြောတယ်။ညနေကျောင်းဆင်းတော့ကြော်ကြော်ကဇော်ဇော်နဲ့အတူအိမ်ကိုလိုက်လာတယ်။အိမ်ရောက်တော့မေမေကအပြင်းသွားနေတယ်။ဇော်ဇော်စိတ်ညစ်သွားတယ်။မေမေပတ်စံအီကြံနေတာကိုသွားတွေ့တယ်။ မမေးပတ်စံအိတ်ထဲကပတ်စံ900ကိုကို့သဘောနဲ့ကိုယူရမလားမမေးစီကခွင့်ပြုချက်ရပြီးတော့မှယူရမလားသုံးဖြည့်ရခက်နေတယ်နောက်ဆုံးမှာတော့ကဲတော်တို့သမီးတို့ရောဒီလိုမျိုးဖြစ်ရက်ကိုကြုံလာခဲ့ရင်မလုပ်မလဲရင်မမေးကိုခွင့်တောင်းမလားကို့သဘောနဲ့ကိုမမေးပတ်စံအိတ်ထဲကကို့လိုချင်တာကိုယူသွားမလားသုံးဖြည့်ကြည့်ကြနော် ကဲဒါတော့သမီးတို့ရေဒီချေက ဖြည့်ရက်ကလေး၃ခုကိုပြောပြပေးမယ်နော်ဖြည့်ရက်တိမတော်တဆတိုက်မိလိုက်လို့ဇပွဲပေါ်မှာတင်ထားတဲ့ဖန်ခွာလေးတစ်လုံးချကွဲသွားတယ်လူကြီးတွေမင်းရင်တင်မလို့ပြောဖို့ဆုံးဖြတ်မလဲဖြည့်ရက်နှစ်ဆရာမကအင်းစာတွေပေးလိုက်တယ်အင်းရောက်တော့တငယ်ချင်းကသူနဲ့အတူကစားဖို့လာခေါ်တယ်တင်မလို့ဆုံးဖြတ်မလဲဖြည့်ရက်သုံး တငယ်ချင်းအားလုံးကစားရင်သုံးတဲ့ကြိုးကိုကိုတငယ်ချင်းတယောက်ကရှုပ်နေတုတ်ထားလို့တခြားသူတွေအားလုံးပေကုန်တယ်တုတ်ထားတဲ့သူကစားနောက်ချင်လို့ပျော်ချင်လို့လုံးမိတာပါလို့တောင်းပန်ရင်သင်မလို့ဆုံးဖြတ်မလဲဒါတော့သမီးတို့ရောဒီဖြစ်ရကလေးတွေမှာတအားသမီးတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရရင်ဘယ်လိုဆုံးဖြတ်ကြည့်ကြမလဲမမှန်ကန်ကန်ဆုံးဖြတ်တတ်ကြပါစေနော် ကဲတော့သမီးတို့ရေဒီချက်ကသင်ငန်းစာလေးကိုဒီနားမှာရက်နာပြီးတော့ဒီချက်နဲ့တူတူနောက်သင်ငန်းစာအစ်စ်မှာပြန်တွေ့ဖို့စောင့်နေမယ်နော်